ီနေ့တော့ Ephes Oras ခန်းကြီး6ဖြစ်ပါတယ် Ephes Oras ခန်းကြီး6ငယ်1မှ4သာသမီတို့သခင်ဖျား၏အလိုတော်နှင့်အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကို နားထောင်ခြင်းမှုသည်တရားသောအမှုဖြစ်၏မိဘကိုယူသေးစွာပြုလော့ဤပညာတော်ကတင်ဒီပြည်တော်၌ကောင်းစား၍အသက်တာရှင်ပြီးအကြောင်းဟု၍ဂရိတော်နှင့်ဆိုင်သော ပထမပညာဖြစ်၏အဖတို့ကိုသားမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနှင့် သခင်ဖျား၏အလိုနှင့်ညီသော ဆုံးမတွင်တင်ခြင်းကိုပြုလျက်ကျွေးမေးကြလော့အငယ်၅မှ၉အစီခံကျွန်းတို့ခရစ်တော်၏စကားကိုနားထောင်တကယ်သို့ကြောက်ရွံ့တုန်လှုပ်လျက်စိတ်နှခွမရှိဘဲလောကီသခင်၏စကားကိုနားထောင်ကြလော့လူတို့၏စိတ်ကိုနူးညွတ်စေသော သူကဲ့သို့ မျက်မှောက်၌သာနားထောင်သည်မဟုတ်ခရစ်တော်ဤကြုံခဲ့သောစေစနာစိတ်နှင့်ဘုရားသခင်၏အလိုတော်ကိုစောင့်၍လူ၏အစီအကိုသာခံသည့်တကယ်သို့မဟုတ် သခင်ဘုရား၏အစီအကိုခံတကယ်သို့ကြီးညိုသောသဘောနှင့်အစီအကိုခံကြလော့ကောင်းသောအကျင့်ကိုကျင့်တော်သူမည်သည်ကကြုံဖြစ်စေလူလူဖြစ်စေသခင်ဘုရား၏လက်တော်မှအကျိုးကိုခံရလိမ့်မည်ဟုသိမှတ်ကြလော့သခင်တို့ချင်းချောက်ချင်းကို ချုပ်တီး၍ကိုကြုံတို့ကို ထိုနညတူပြုကြလော့တင်တို့၏သခင်သည်ကောင်းငင်ပုံ၌ရှိတော်မူသည်ကို၎င်းထိုသခင်သည်အဘဲသူ၏မျက်နာကို မှတ်တော်မမူသည်ကို၎င်းတိမှတ်ကြလော့တဆေမနဆေကျွင်းသေးသောစကားဟုမူကားဤကိုယ်တို့သခင်ဖျားအဖျင်၎င်းတကိုးတော်အရှင်အဖျင်၎င်းခိုင်ခန့်ခြင်းရှိကြလော့မာနဤပြည့်ရတို့ကိုစီးတားနိုင်မိအကြောင်းဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆောင်ကြလော့ အကြောင်းမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်းပြန်တိုက်လှန်ရရသည်မဟုတ် အထုအမြတ်တို့နှင့်၎င်းအာနာဇက်တို့နှင့်၎င်းလောကီမောင်မိုက်၌အစိုးတရားပြုသောမင်းတို့နှင့်၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်းပြန်တိုက်လှန်ရကြ၏ထို့ကြောင့်ခဲရင်ဆိုးရုပ်သောနေ့ရက်ကာလ၌စီးတားနိုင်သဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဘုရားသခင်ပြင်ဆင်တော်မူသော လက်လက်ဆုံကိုယူဆောင်ကြလော့စ္ဆာဒီဟုသော ကပန်းကိုစီးလျက်ဖြောင့်မတ်ခြင်းပါရမီဒီဟုသောရင်အုပ်တစားကိုဝတ်ဆင်လျက်ငြိမ်သက်ခြင်းနှင့်ရှင်သောအေးဝံရီတရားကိုဟောပြောအံ့သောငါပြင်ဆင်သောအဖြစ်ဒီဟုသောခြေဆုကိုဆွတ်လျက်ခံရကြလော့မာနပြစ်ခတ်သောမိဆက်လက်နက်ကိုကာတနိုင်သောယုံကြည်ခြင်းဒီဟုသောလွှားကိုလည်းခတ်သိမ်းသောလက်နက်တို့အပေါ်မှာထပ်ဆင့်၍ယူဆောင်ကြလော့ ကယ်တင်ခြင်းသည်ဟုသောတန်ခမောက်လုံးကို၎င်းဘုရားသခင်နှုတ်ပတ်သည်ဟုသောဝိညာဉ်တော်၏ဓာတ်ကို၎င်းယူကြလောကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပတနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလောထို့သောဆုတောင်းခြင်းကအာမလျောပဲလျက်ငါမဆ၍တန်ရှင်းသူအပေါင်းတို့အဖို့ဆုတောင်းလျက်ဆောင်လျှောက်ကြလောငါသည်ဧဝံဒီတရားကြောင့်တန်ကြိုးနှင့်ချီနှောင်ခြင်းကိုခံလျက်တန်တမန်အမှုကိုပြုရသည်ဖြစ်၍ ထိုတရား၏နည်းနည်းသောအရာကိုပေါ်ပြခြင်းကငါသည်နှုတ်ကိုရဲရင်စွာဖွင့်လက်ခြင်းအခွင့်ရှိမိအကြောင်းကို၎င်းထိုတရားကိုဟောပြောအပ်သည်နှင့်အညီရဲရင်စွာဟောပြောမိအကြောင်းကို၎င်းငါအဖို့လည်းဆုတောင်းကြလော့အငယ်27မှ24တင်တို့ဒီငါ၌ဖြစ်သော အကြောင်းအရာများကိုသိစေခြင်းကသခင်ဖျားထံ၌တစ္ဆာရှိသောဆရာကြီးဟုသောငါချစ်သောညီတုခိတ်သည် အလုံးစုံတို့ကိုတင်တို့အားပေါ်ပြလိမ့်မည်တင်တို့သည်ငါတို့၏အကြောင်းအရာများကိုသိမိအကြောင်းနှင့်ထိုသူသည်တင်တို့စိတ်နှလုံးကိုတက်တာစေမိအကြောင်းထိုသူကိုတင်တို့စီတို့ငါစီလွတ်၏ဤကိုယ်တို့၌ညီတချင်းရှိပါစေသောခမည်းတော်ဖျားနှင့် သခင်ယေရှုခရစ်ပေးတော်မူသောယုံကြည်ခြင်းနှင့်ချစ်ချင်းမေတ္တာရှိပါစေသောငါတို့သခင်ယေရှုခရစ်ကိုအမှန်ချစ်တော်သူအပေါင်းတို့၌ကျေးဇူးတော်ရှိစေတည်း အာမင်အဖေဩဝါဒစာပြီโอเคဖေရစာခန်းချစ်တကနိခန်းချစ်အထံငယ်6ခုပြီးပြီနော်โอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်